ားသမီးတွေရဲ့เนาะအလောက်ကိုင်းကိစ္စစီးပွားရေးငွေရေးကျေးရေးလူမှုရေးတော့ကျမ်းမာရေးအိမ်တွင်းအိမ်နောင်ရေးအခြေခံအားလေးတွေပညာရေးအားဆဆောင်ရွက်ရှောင်နဲ့ပြုလုပ်မဲ့ရေဒီယာလေးတွေကိုတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွက် တင်ကားသားသမီးရဲ့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုเนาะစတင်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီလအတွက်လုပ်ငန်းစီးပွားရေးပိုင်းလေးတွေမှာဆိုရင်ပြိုင်ဆိုင်မှုတွေကြားထဲကနေပြီးတော့တိုးတက်လာမဲ့ကာလဖြစ်တယ်လုပ်ငန်းပိုင်းတွေမှာတော့အနှဲငယ်လူရောစိတ်ကောပြင်းမဲနေတတ်ပါတယ်မိမိကစီမံခန့်ခွဲတာမျိုးဦးစီးဦးဆောင်လုပ်တဲ့လုပ်ငန်းတွေကတော့အဆင်ပြေစေတတ်တယ်ပေါ့เนาะရင်းနှီးမြှုပ်နှံတဲ့အလုပ်တွေပစ္စည်းတူလောင်တာမျိုးဈေးကစားခြင်းပြုလုပ်တာလေးတွေသတိထားပြီးတော့ပြုလုပ်သင့်တဲ့ကာလဖြစ်တယ် နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒါဒစွထိုးပြုလို့လောက်ကင်မှုကြောင့်လောဘကြီးမှုကြောင့်ပျက်စီးတာမျိုးလေးတွေကြုံတွေ့ရတတဲဒီအရာလေးလည်းတည်ထားမဲ့ကာလဖြစ်ပါတယ်မိမိလုပ်ငန်းပိုင်းတွေအပြင်လုပ်ငန်းသစ်တွေလောက်ကင်ရတာမျိုးလေးတွေရှိမဲ့ဆက်တူရှယ်ယာလုပ်ငန်းပိုင်းတွေလည်းလောက်ကင်ရတတ်တယ်ပေါ့နော်အဲ့လုပ်ငန်းခွင်မှာတော့အနှဲငယ်ထူချာထူထူချာချာတိုးတက်လာတာမျိုးလေးတွေရှိမယ်လုပ်ငန်းအခွင့်အလမ်းတွေပေါ်လာတာမျိုးလေးတွေတော့ရှိမယ်ပေါ့နော် ဲ့တော့ဝင်းနန်းဆိုရင်တော့အလုံးမှာတိုးတက်လာတာမျိုးတွေတော့ရှိမယ်နာမည်ကုန်သတင်းတွေကြော်စောလာတာမျိုးတွေရှိမယ်ပေါ့နော်လုပ်ငန်းအဆင့်တိုးတက်ပြီးတော့နော်ဒါဖီအားပေးခံတာမျိုးတွေအကြီးကဲတဲ့လူချပိုင်းတွေဖီအားပေးခံတာမျိုးတွေကတော့ကြုံတွေ့ရတတ်တယ်ပေါ့နော်ဒီကာလတွေမှာအချောင်းဝိုင်းလုပ်ငန်းလုပ်နေတဲ့သူတွေကတော့ ရောင်းဝါကောင်းနေမယ်အမြန်ဆွနေရရှိမယ်လုပ်ငန်းပိုင်းနေနဲ့တိုးချဲ့ရတာမျိုးတွေတော့ရှိမယ်ရာသီပေါ်တိုင်းလုပ်ငန်းလေးတွေပြုလုပ်ခြင်းဖြင့်အောင်မြင်မှုရရှိမယ်ကာလဖြစ်တယ်အဲ့တော့ကြာသာပြင်းနဲ့လုပ်ငန်းနေစနေနဲ့အင်ကာနဲ့လုပ်ငန်းနေအကျိုးပြုတဲ့လဖြစ်ပါတယ်ဒီလအတွက်ဒီလုပ်ငန်းလုပ်ကင်နေတဲ့သူတွေကစီးပွားအဆင့်လုပ်ငန်းအဆင့်တိုးတက်မယ်ဒီနံပစ္စည်းတွေလည်းမမိအိမ်ကိုအဝင်ရှိတယ်ပေါ့နော်အဲ့တော့ဒီကြာသာပြင်းနဲ့တို့စနေနဲ့တို့အင်ကာနဲ့ပစ္စည်းတွေမမိအိမ်ကိုအဝင်ရှိတယ်အဲ့တော့လုပ်ငန်းစီးပွားစတင်တဲ့နေရာမှာ ကြာသာပြင်းနဲ့နေဖြစ်တဲ့ပွဲရုံလုပ်ငန်းတွေပွဲစားလုပ်ငန်းပြည်ပေါ်ကလုပ်ငန်းပန်းရောင်းတာမုံရောင်းတာပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းအတက်ပညာဉာဏ်ပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအချို့ပြုတယ်နောက်ထပ်စနေနေနေဖြစ်တဲ့ထဲလုပ်ငန်းဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထီဆိုင်လုပ်ငန်းဤပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအထည်လိတ်လုပ်ငန်းတွေပေါ့နော်အဲ့ဒါတွေအချို့ပြုတယ်အဲနောက်ထပ်ပြီးတော့အင်ကာနန်နေဖြစ်တဲ့စားတောက်ကုံစတိုးဆိုင်ဆန်စီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်ဆက်တူရှယ်ယာလုပ်ငန်းတွေအချို့ပြုပါတယ် ဒီလုပ်ငန်းလေးရင်းနဲ့စီးပွားရေးလုပ်မယ်ဆိုရင်တော့ကောင်းတဲ့လာလေးတလဖြစ်ပါတယ်เนาะအဲ့တော့လုပ်ငန်းစီးပွားပိုင်းနဲ့မှာတော့ဒါစိတ်ကိုအေးထားပြီးတော့ပြုလုပ်ပြောဆိုမယ်ကောင်းမှုတစ်ခုနေစဉ်ပြုပြီးတော့လုပ်ငန်းစီးပွားပိုင်းလေးတွေကိုပြုလုပ်မယ်ဆိုရင်အရာရာအောင်မြင်မှုရရှိမဲ့ကာလဖြစ်ပါတယ် အဲ့ဒါလူမှုရေးကဏ္ဍလေးတွေကြီးလိုက်တဲ့အခါမှာအကြီးငါအကြီးအမားပြဿနာတော့မရှိဘူးလူမှုရေးကဏ္ဍတွေရပါတော့နော်အားကောင်းတဲ့လားလေးတလားဖြစ်တဲ့လူဖြင်းချင်းချင်းခံရတာမျိုးနာမည်ကုန်သတင်းကြော်သောတာမျိုးတွေတော့ရှိမယ်ပေါ့နော်လုပ်ငန်းပိုင်းတွေမှာတော့အချင်းချင်းစိတ်သောတာကွဲလွဲမှုတွေတော့ရှိရတဲ့နိုင်ငံစိတ်ညစ်စရာလေးတော့ကြုံရမယ်ပေါ့နော်အဲ့တော့သူတစ်ပါးကိစ္စတော့ ူတို့ဘာပြဿနာတို့ကိုကဝင်ရောက်ဖြေရှင်းပေးတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့သူများကိစ္စတွေဝင်ရောက်ဖြေရှင်းရမှာတတိထားပြီးတော့ပြုလို့ပြောဆိုပေးပါနော်စေတနာအမားဖြစ်တဲ့ပါတယ်တဲ့နော်အဲ့တော့လူမှုရေးကဏ္ဍလေးရတော့နော်ကောင်းမွန်တဲ့အနေထားလေးတွေရှိတယ်ကြီးကြီးမားမားပြဿနာတော့မတက်နိုင်ဘူးနော်မရှိဘူးပေါ့နောက်ထပ်ငွေကြေးကဏ္ဍလေးတွေပေါ့အဲ့တော့အင်္ဂါသားသမီးတွေရဲ့ငွေကြေးကဏ္ဍလေးတွေ ကြည့်လိုက်တဲ့အခါမှာရှင်းစွမ်းနေထားနေပြီးတော့တိုးတက်လာစေမယ်ငွေဝင်လန်းလေးတွေပေါ်မယ်ငွေဝင်ကလေးတွေရှိမယ်ပေါ့နော်ဒါပေမဲ့လည်းမိမိကမိမိကိုယ်တိုင်အသုံးများနေမှုကြောင့်ငွေသုံးများနေမှုကြောင့်ငွေပြန်ထွက်တာမျိုးလေးတွေတော့ရှိမယ်နော်အဲ့လိုမျိုးနောက်ပြီးတော့သူ့ကိုယ်တော်ဘာကိုအကူအညီထောက်ပံ့ပေးမှုကြောင့်ငွေလေးတွေပြန်ထွက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးနောက်ထပ်ငွေအချင်းနဲ့ပတ်သက်ပြီးတော့ပြဿနာပေါ်တာရန်ပေါ်တာလေးတွေကြုံတွေ့ရတတ်တယ်ရစရာရှိရာခက်ခဲတတ်တဲ့အတွက်ငွေချင်းကားတာအမခန္ဓာဖြစ်နေနည်းနဲ့ငွေရှာတာအထူးရှောင်ပေးပါပေါ့နော် အဲ့လိုမျိုးအဲ့တော့မမီးကငွေကြေးခန္ဓာလေးတွေကိုတတိထားသုံးဆွဲတဲ့နဲ့ကာလဖြစ်တယ်ကျွေးဟောင်းလေးတွေကတော့เนาะဒီပြန်တောင်းပါကရရှိကျွေးဟောင်းမြင်အောင်လေးတွေပြန်တောင်းရင်တော့ရရှိနိုင်တဲ့ကာလလေးเนาะတစ်ခုဖြစ်တယ်အဲ့တော့မမီးကငွေကြေးခန္ဓာဘိုင်းလေးတွေကိုချွေတာသုံးနိုင်တတိထားသုံးဆွဲနိုင်ငွေရုပ်ပေါက်တွေထိနိုင်မှာမြဲမဲ့အနေထားလေးတွေရှိတယ်အဲ့တော့အเจ้าမင်းမျိုးနဲ့ငွေအထွက်လေးတွေလည်းရှိတဲ့အတွက် ငွေရိုပေါက်တွေထိမ့်ပြီးတော့เนาะငွေထွက်လန်းလေးတွေကိုတတိထားထိမ့်ပြီးတော့เนาะဒါငွေကိုစုဆောင်းနိုင်မှသာငွေမြဲမယ်ငွေချေးကန်တာလေးတွေကတော့ဒီလအတွင်းမှာအဖက်ဖက်ကနေပြီးတော့ရှာနိုင်တော့ပို့ပြီးအားကောင်းတယ်ငွေဝင်လဲတစ်ခုတည်းဆိုရင်တော့နည်းနည်းလေးပေါ့เนาะငွေချေးစုဆောင်းမိဖို့အားနဲ့တက်ပါတယ်ထို့ကြောင့်ငွေချေးကန်တာတွေကိုအဓိကထားပြီးတော့เนาะဒါစုဆောင်းတာမျိုးเนาะငွေရှာနိုင်တာမျိုးတွေဆိုရင်ပို့ပြီးအားကောင်းတယ်တမအစီဝါကြနဲ့အဲကြကြနဲ့ငွေရှာရင်တော့ ပို့ပြီးမြဲနိုင်ပြီးတော့เนาะဖြန့်နှန်းနေတဲ့ငွေရှာရင်တော့ငွေမမြဲနိုင်ဘူးပေါ့เนาะဒီလမှာ နောက်ထပ်အိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်အဲ့တော့မမီးရဲ့မိသားစုရေးပိုင်းလေးတွေအိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေမှာစိတ်လိုမချမှုလေးတွေတော့ရှိနေတတ်တယ်ပေါ့နော်အဲ့တော့မမီးရဲ့မိသားစုအတိုင်းအဝိုင်းလည်းအကူအညီထောက်ပံ့ပေးနေရမျိုးလေးတွေရှိမယ်မမီးအိမ်မှာကောင်းမှုကုသိုလ်လေးတွေပြုအပ်ကန်ရှိရဲပေါ့နော်အဲ့တော့အိမ်တော်ရေးမှာစိတ်ပူပန်စရာလေးတွေပေါ့စိတ်လိုမချမှုလေးတွေတော့ရှိမယ်အနောက်ရှက်လေးတွေပေါ်လာနိုင်တယ်ပေါ့တတိထားနော်မမီးအိမ်တော်ဘက်ကြောင့်စိတ်ပင်မဲ့နာမျိုးတွေတော့ရှိမယ်နော်အိမ်တော်ရေးဆရာရှုပ်တာမျိုးပျော်ပါတောက်စားလောက်ပါကမမျိုးနေထားတဲ့ပြဿနာလေးတက်နိုင်တယ်နားလည်မှုနဲ့ ဆိုင်ရှိလဲတွဲနိုင်မှာအေးချမ်းနိုင်တယ်เนาะဒီလာထဲမှာ နောက်တော့ငရေသူတွေအတွက်မေတ္တာဤခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာပေါ့နော်အနှဲငယ်ပေါ့အာဆိုးကောင်းထွန်တန်းနေတယ်ပေါ့နော်အဲ့တော့မေတ္တာဤခန္ဓာလေးမှာမိမိထင်သလိုမဖြစ်ဘဲနဲ့အစ်တီအဆက်ဖြစ်နေတာမျိုးနောက်အေးဆက်တဲ့ဆက်ဆံရေးတွေပေါ့နော်အဲ့လိုမျိုးတွေကြုံတွေ့နေရတတ်တယ်နောက်စိတ်ကူးနဲ့လက်တွေ့ကွာဟနေတာမျိုးတွေလည်းရှိနေတတ်တယ်ပေါ့နော်အခြေအ ོས་ စိတ်မနစ်ဖန်နေမှရလိမ့်မယ်စိတ်နစ်ချင်ကိုပဲပြင်မဲမယ်နောက်အခြေအ ོས་ စားလဲဒီစိတ်သွားလဲဒီစိတ်နဲ့ဒီလိုမျိုးဖြတ်တန်းနေမယ်ဆိုရင်ပြင်မဲပါတယ်ထို့ကြောင့်အခြေခံနာကိုပုတ်ပုတ်ပွားထားပြီးတော့ဖြတ်တန်းနိုင်မှသာအဆင်ပြေမယ် စိတ်နစ်ထားတဲ့သူတွေအတွက်ကတော့ပိုပင်မဲနေမယ်ငရေသူတွေအတွက်အခြေခံနာလေးတွေမှာအနေငယ်အချိန်တခုယူပြီးတော့လေ့လာလေ့လာပြီးမှဆုံးဖြတ်ဖို့เนาะသင်တဲ့ကာလဖြစ်တယ်အဲ့တော့ကိုကလူရွေးမှားပြီးတော့ဒုက္ခရောက်တာမျိုးလေးတွေလူလိမ်လူညာတွေနဲ့တိုးတက်တဲ့အတွက်အခြေခံနာလေးတွေသတိထားမယ်ကာလလေးရောက်ပါတယ်เนาะနောက်ထပ်ဒါချမ်းမိုင်ခန္ဓာလေးပေါ့နော်ချမ်းမိုင်အနေနဲ့ကတော့ဖြစ်တတ်တဲ့ယောဂါလေးရဒီလာထဲမှာ1ဖိုင်းနဲ့ပတ်သက်တာ၄နဲ့ပတ်သက်တဲ့ယောဂါခေါင်းမကြည့်တာလေးတွေသွေးသားမမှန်တာလေးတွေသွေးပေါင်အထက်ချလေးတွေဖြစ်ပြီးတော့ မူးမောတာလေးတွေပေါ့နော်အဲ့လိုမျိုးအောင်ကျော်အားနေတာလေးတွေဖြစ်တတ်ပါတယ်အသက်ကြီးပိုင်းနေဆိုရင်တော့ဒီဖြစ်တဲ့ယောဂါလေးမှာတော့သွေးပေါင်တက်ချာလေးတွေဖြစ်မယ်နော်နောက်ပြီးတော့နှလုံးလေးပက်နာ ဖြစ်တာမျိုးလေးတွေပေါ့နော်ဒါဒီလေနဲ့ပတ်သက်တာနှလုံးအားနေတာမျိုးလေးတွေဖြစ်မယ် နော်နောက်ပြီးတော့ခြေလက်ထိခိုက်ဒဏ်ရာရတတမျိုးလေးတွေရှိရပေါ့နော်အဲ့တော့ဒီလာထဲမှာအဲ့တော့အသေးစားရဲ့စီးတံလေးလေးလည်းပေါ်လာနိုင်တယ်ဆိုရတဲ့ဆိုင်ကယ်ကားစီးရဲ့နေရာလေးမှာတည်ထားပေါ့အဲ့တော့ကျမ်းမာရေးပိုင်းလေးမှာနည်းနည်းတော့ခြူကြတတ်တယ်နော်အကုန်လုံးဖြစ်မယ်လို့မဆိုလိုပေမဲ့တစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်ပါတယ်ထို့ကြောင့်ကျမ်းမာရေးခန္ဓာလေးတွေနည်းနည်းလေးပို့ပြီးတော့ဂယုစိုက်ပေးဖို့လိုအပ်လိမ့်မယ်နော်ဒီလာမှာနောက်ထပ်ပညာရေးခန္ဓာလေးပေါ့နော်ပညာရေးခန္ဓာလေးကတော့အောင်မြင်မှုရရှိမယ်ဘဝသုဒ္ဓတွေရရှိမယ်ကိုမသိသေးတဲ့ပညာရက်တွေကိုမတတ်သေးတဲ့ဘဝသုဒ္ဓတွေရရှိမ မဲ့ကာလဖြစ်ပါတယ်เนาะအဲ့တော့ဆရာကောင်းနဲ့တွေ့ဆွေပြီးတော့ပညာရေးခန္ဓာလေးတွေတိုးတက်လာပါလိမ့်မယ်เนาะအဲ့တော့ပညာရေးပိုင်းထဲမှာတော့သင်တတ်ဖို့ရှိတာမျိုးစမိုးဝဲဖြစ်ဖို့ရှိတာမျိုးဆိုအောင်မြင်နိုင်တဲ့ကာလရောက်ရှိပါတယ်เนาะနောက်တစ်ခီးကိစ္စလေးတွေပေါ့เนาะပြည်တွင်းပြည်ပခီးကံလေးတွေကိုကြည့်လိုက်တဲ့အခါမှာပြည်တွင်းပြည်ပเนาะခီးကံလေးတွေရတော့ဒီအနှဲငယ်လေးပေါ့ဆောင်းဆိုင်နေရတာမျိုးတွေရှိမှအခက်ခဲထင်းတော်လေးတွေကြုံတွေ့ရမယ်เนาะပြည်တွင်းခီးစင်ရောပြည်ပခီးစင်ရောအနှဲငယ်ပေါ့ခက်ခဲကြံ့ကြံ့မှုလေးတွေကြုံတွေ့ရပါလိမ့်မယ်เนาะ တော့ခီးစင်လေးကအနေနဲ့အားနေနေတဲ့ကာလာလေးရောက်ရှိတယ်အော်ဒီလအတွက်ကျိုးပေးကလာလေးရတော့နီညိုပွင့်နီညိုရောင်လေးတွေရွှေအိုရောင်အဝါရောင်လေးတွေရတော့လက်ကီကလာလေးတွေဖြစ်ပါတယ်အရေးကြီးသောကိစ္စတွေအရေးကြီးသောခီးစင်တွေအရေးကြီးသောလုပ်ငန်းတွေမှာဝတ်ဆင်အသုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော်အဲ့တော့ဒီတရာလုံးနဲ့လက်ကီကနန်းလေးတွေရတော့ကိုကနန်းတစ်ကနန်းလေးကနန်းလေးရတော့လက်ကီကနန်းလေးတွေဖြစ်ပါတယ်ထီထိုးမယ်ဆိုရင်တော့ထိုးကနန်းလေးတွေနဲ့ရွေးပြီးထီထိုးပေးလို့ရပါတယ်နော်အဲ့တော့ဒီတရာလုံးအတွက် နောက်ထပ်ဆောင်ရင်ရှောင်းဝင်လေးတွေပြောပြပါမယ်အဲ့တော့ဆောင်ရင်ရှောင်းဝင်လေးတွေကိုကြည့်လိုက်တဲ့အခါမှာမိမိနော်ဒါပြုလို့မဲ့ရေရာလေးတွေကိုအရင်ဆုံးပြောပြပါမယ်ရေရာလေးကတော့မိမိရဲ့ဖီးယားမှာရိုးလေးတစ်ပွဲရင်းနေချမ်းလေးတစ်ခွက်နော်ရွှေပန်းလေးတွေအများနဲ့ကတ်လူပြီးတော့နော်ဒါလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်နော်နောက်ပြီးတော့မိမိတို့အနေနဲ့ဒီလအတွင်းမှာကံမြင့်စေတဲ့ ခုံတော်လေးတွေခါရာလေးတွေပေါ့နော်လက်ပွင့်စီမဲ့ခုံတော်ခါရာလေးတွေကိုနေ့စဉ်ရွတ်ပွားပေးပါအမဲသားစားခြင်းသူ့တဲ့တဲ့ခြင်းလောင်းကစားပြုလုပ်ခြင်းအထူးဆောင်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့ဆောင်ရွက်ရှောင်းနဲ့ပြုလုပ်မဲ့ရေတရာလေးတွေကိုတည်တည်ချာချာပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရယူပေးပါဒီနေ့မှစအင်္ဂါသားသမီးတွေအစားအစာရအဆင်ပြေမှုရှိကြပါစေလုံငန်းစည်းဝါးတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီယဘေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်း ဲ့ပြည့်စုံနိုင်ကြပါစေလို့ဆံမဆောလောင်းတွင်ကနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်။အဲ့တွင်ဗုဒ္ဓသာသမီတွေ